စိတ်ထားယိုသားဖြူစင်ပြီးရီမန်းချက်ကြီးမားသူတန့်စင်ရဲ့အောင်ပွဲတွေမကြာမီလာမီမြော့ပေးသမျှလုံးမဲ့မင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကောင်းတာလို့ရင်ကောင်းကျိုးခံစားရတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်ဒါပေမဲ့ကံကိုယုံပြီးစူးပုံနေရင်မှားပါလိမ့်မယ်ကံဉဏ်ဝရိယ၃မျိုးပေါင်းဆက်ပြီးဘဝကိုတိဆောက်ဖို့လိုအပ်ပါတယ် ကန်ဆိုတာမွေးရပါကန်မွေးပြီးဖြစ်လာတဲ့ကန်ဆိုပြီးရှိနိုင်ပါတယ်မွေးရပါကန်ဆိုတာရှင်းလင်းအောင်ပြောရရင်မြန်မာပြည်မှာမမွေးဘဲအမေရိကန်မှာလူဖြစ်တာမျိုးပါ National League မှာဘောလုံးသမားမဖြစ်ဘဲ Premier League မှာဘောလုံးသမားဖြစ်တာမျိုးပါမွေးပြီးဖြစ်တဲ့ကန်ဆိုတာကတော့ကိုယ့်ရဲ့ပါရမီအတိတ်နဲ့အကျိုးစားအားထုတ်မှုအတိုင်းဖြစ်လာတာပါမက်ဆီကပါရမီရှိတယ်ဆိုပြီးငပြင်းလုံနေရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးထီမထိုးပဲထီပေါက်ချင်လို့မရတလို့မျိုးပါပဲအောင်လန်ဆန်နဲ့ဂျိုရှူအာဘန်ကမြန်မာတိုက်ခိုက်ရေးလောကကကစားသမားတိုင်းအားကြကြပါတယ်သူတို့ကရေခမ်းမြေခမ်းကောင်း ကိုယ်ဝါသနာကိုစိတ်တိုင်းကြပုံဖော်နိုင်တဲ့အရက်တွေသားမှာလူလာဖြစ်ကြပါတယ်ဒီတော့သူတို့အောင်မြင်တာတိတ်ပြီးမထူးဆန်းပါဘူး သူတို့နှစ်ဦးဟာမြန်မာပြည်ဘွားတွေဖြစ်ပေမဲ့စနစ်ကောင်းလို့ကဘာကျော်ခဲ့ပါတယ်။ဒါပေမဲ့သူတို့လည်းမကြိုးစားရင်ဘာမှဖြစ်လာမယ်မထင်ပါဘူး။မြန်မာပြည်ဘွားကဘာကျော်တွေကတိုက်ခိုက်ရေးလောကထဲမှာပဲရှိနေတာမဟုတ်ပါဘူး။လွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၊ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသက်၊ညဉ့်ညဉ့်နိုဘယ်ဆုရှင်တို့ဟာကောင်းတဲ့နဲ့ကြော်ကြားသူတွေပါ။သူတို့လိုလူတွေအများကြီးလိုအပ်ပါတယ်။ခေတ်စနစ်မကောင်းရတဲ့ကြားရင်မြန်မာနိုင်ငံကိုကိုးစားပြုပြီးကဘာအလေမျက်နှာပွင့်အောင်စ조사နေသူတွေလည်းရှိပါတယ်။အဖွဲ့အစည်းတစ်ခုခုကိုမျက်နှာလိုမျက်နှာရဖားပြီးမြန်မာနိုင်ငံကိုးစားပြုခြင်းအောင်ဆောင်နေသူ တွေကိုစိုးလို့တာမဟုတ်ပါဘူးတိုက်ခိုက်ရေးလောကကဖိုက်တာအများစုဟာကိုဒူးကိုချုံပြီးလောကဒဏ်ကိုဖျက်ဆီးနေရတဲ့သူတွေပါအခက်ခဲတွေကြားနေလေ့ကျင့်ပြီးခန္ဓာဘဝဖန်ဆင်းနေရတာပါပညာရေးအခြေခံနိုင်ပါပေမဲ့ယောသားဖြူစင်စွာဘဝကိုဖျက်ဆီးနေသူတွေဖြစ်ပါတယ်အဲ့ဒီဖိုက်တာတွေထဲမှာတန့်စင်ကယောသားလွန်သူလို့ဆိုရပါမယ်တခါတလေတော့လည်းတန့်စင်ကယောအလွန်သူလို့ဖြစ်နေပါတယ်လူပြင်းကြိုက်မီဒီယာတွေရဲ့အမြောက်ပင့်တွေကြားမှာမျောပါခဲ့တယ်လူငယ်ပြည်ပြည်အောင်မြင်မှုတံကိုတန့်စင်မခံနိုင်ခဲ့ပါဘူးကိုကိုကိုယုံကြည်စိတ်လွန်ကဲခဲ့တယ် ကမ္ဘာစစ်ဂျပန်ဖိုက်တာတာခဲရုကိုနောက်ဒေါင်းဖြစ်အောင်ထိုးပြလို့တန်းစင်လူကြိုက်ပိုများခဲ့ပါတယ်။တန်းစင်ရှုံးခဲ့ပေမဲ့ဂုံမငယ်ခဲ့ပါဘူး။တန်းစင်ကအစောပိုင်းမှာပြောခဲ့တယ်လို့ဖြူစင်စိတ်ထားရှိသူပါ။သူကထိုးကြီးတွေကိုလှူဒန်းလေရှိပါတယ်။ဒါပေမဲ့သူ့ရဲ့အတိတ်ကံကတိတ်မကောင်းပါဘူး။ဝမ်ချမ်မြတ်ရှိဥက္ကဋ္ဌချက်ထရီကတန်းစင်ကိုသဘောကျလို့ပွဲတွေဇက်တိုက်ပေးခဲ့တာပါ။တာခဲရုလိုကမ္ဘာစစ်ဖိုက်တာနဲ့ပွဲတည်ပေးခဲ့တယ်လို့ဝမ်ရဲ့အခမ်းအနားဆုံး172ပြိုင်ပွဲမှာလည်းပွဲထိုးခွင့်ပေးခဲ့ဘူးပါတယ်။ဒါပေမဲ့တန်းစင်ရဲ့အတိတ်ကံကအမြင့်ဆုံးအဆင့်မရောက်အောင်ဆွဲချလို့နေပါတယ်။ မျက်လုံးတန်ရာကြောင့်ပွဲမထိုးဘဲနှုတ်ထွက်ခဲ့ရတယ်။တန်းစင်ရဲ့ပရိသတ်တွေကတန်းစင်ကိုသူ့အကိုထွန်းလွင်မိုးလိုမျိုးမျက်လုံးဝေဒနာကြောင့်ဖိုက်တာဘဝကနေနားနေရမှာစိုးရိမ်နေတာပါ။ဒါပေမဲ့တန်းစင်ရဲ့ဖြူစင်စိတ်တဲ့ကောင်းမှုတွေကြောင့်မျက်လုံးဝေဒနာကအချိန်တိုတွင်ပျောက်ခဲ့ပါရယ်။တန်းစင်ကကန်ဆာတာညှို့ရချိန်မှာသာသနာ့ဘောင်ဝင်ပြီးကံပြန်မြင့်ခဲ့ပါရယ်။ ပြီးတော့မြမငလင်ဖေးအတွက်လည်းလှူဒန်းခဲ့ပါတယ်အဲ့ဒီစေတနာအကျိုးပေးတွေကပဲတန်းစဉ်ကိုကုညီဆောက်ရှောက်နေပုံပါပဲတိတ်မကြခင်အချိန်တို့တွင်မှာပဲတန်းစဉ်ရဲ့ပွဲပြန်မြင်တွေ့ခံစား권ရပါမယ်တန်းစဉ်ကိုယ်တိုင်လည်းသူ့ပွဲလာတော့မယ်ဆိုပြီးသတင်းပေးထားပါတယ်တန်းစင်ကရီမန်းချက်ကြီးပါတယ်သူအတွက်နိုင်ပွဲတွေလိုအပ်နေတယ်သူပိသက်တွေကလည်းမျှော်နေတယ်စိတ်ထားကောင်းပြီးစူးစမ်းနေတဲ့တန်းစင်ကအောင်ပွဲတွေယူပြီးမြမကုံစောင့်နိုင်မှာပါကြီးစုပေးခဲ့တာကျေးဇူးတင်ပါတယ်